အားလုံးပဲမင်္ဂလာပါဒီနေ့မှာ social skill နဲ့ effective communication အကြောင်းနဲ့ပတ်သက်ပြီးတင်ပြပေးချင်ပါတယ်သူတစ်ယောက်နဲ့တစ်ယောက်ကြားဆက်သွယ်ပြောဆိုတာနားထောင်တာပြီးတော့နားလည်မှုတွေကလူမှုဆက်ဆံရေးမှာအောင်မြင်ဖို့အရန်အရေးကြီးပါတယ်လူတွေကြားမှာဆက်ဆံရေးကောင်းမွန်ဖို့အလုံးမှုဆောင်တာတွေမှာအောင်မြင်ဖို့နဲ့ကျောင်းမှာလည်းအတူတကွအလိုပေါင်းစည်းပြီးဆောင်ရွက်ဖို့အတွက်ဒီ skill တွေကိုလက်တွေ့ဘဝမှာအမှန်တကယ်သုံးစွဲရပါမယ် ီတစ်ခေါက်မှာတော့ဒီအရာတွေကိုလေ့လာပြီးကျမတို့ grade 7 group 2ကအချင်းချင်းအကောင်းဆုံးပြောဆိုဆက်ဆက်နည်းတွေကိုရှင်းပြတော့မှာပဲဖြစ်ပါရဲ့ရှင်အာနားထောင်ခြင်း edit listening တကယ်နားထောင်တဖို့ဆိုတာကတာမန်အဖြစ်နားထောင်ဖို့နားနားထောင်တဲ့အပြုမူမဟုတ်ပင်နဲ့တခြားသူပြောတဲ့အရာတွေကိုသဘောပေါက်အောင်နားထောင်တာပါတခြားသူပြောတဲ့အကြောင်းအရာတွေကိုအစင်မပြတ်တုံ့ပြန်တာအချင်းချင်း ဖေးမအခုအချင်းချင်းအပြည့်မပေးပဲအမြင်နဲ့ခံစားချက်တွေကိုနားလည်ဖို့ကြိုးစားတာကအရေးပါပါတယ်။ Body language, eye contact တို့လည်း edit listening edit listening မှာပါဝင်ပါတယ်။အာပြောတတ်ခြင်း clear communication မိမိပြောချင်တဲ့အကြောင်းအရာကိုရိုးရှင်းပြသအောင်ပြောဖို့လိုအပ်ပါတယ်။ မရှင်းလင်းတဲ့စကားတွေကစိတ်ပူစရာတွေဖြစ်စေနိုင်လို့စကားပြောရင်ရည်ရွယ်ချက်ရှင်းရှင်းနဲ့ပြောကောင်းပါလေပုံမူထီထီရောက်ရောက်ဖြစ်ဖို့အခုပြောချင်တာကဘာလဲဘလို့သဘောရဖို့လဲဆိုတာသေချာပေါ်ပြတာအရေးကြီးပါလေစာမှု respect apprentice ခြားသူရဲ့အမြင်ကိုကြံမှုထားတော့ဖို့မတူညီမှုတွေကိုလည်းချင်းချိတ်ပြီးနားလေပေါ်ပြချက်ဖို့လိုပါတယ် အမတီဆိုတာကသူ့ရဲ့နေရာမှာမိကိုတင်စဉ်းစားတာသူပြောလို့ရပါတယ်လူတိုင်းကမတူညီရမလို့သူတို့အမြင်နဲ့ခံစားချက်ကိုလည်းဒီစားတဲ့ရင်ဆက်ဆံရေးပုံမပြေလေပါတယ်ယုံကြည်မှု confidence ယုံကြည်မှုဆိုတာမိပြောတဲ့အကြောင်းအရာကိုကိုယ့်ကိုယ်ကိုယုံကြည်ပြီးပြောတတ်တာပါစကားပြောတဲ့အချိန်မှာအတန်ခန္ဓာကိုယ်မူဝါဒ body language တို့ကလည်းယုံကြည်မှုကိုပေါ်ပြနေပါတယ် ယုံကြည်စိတ်ရှိရင်အခြားသူတွေကလည်းကိုယ့်စကားကိုတမူးထလာတတ်ပါတယ်အခုလိုပြောပြပြီးရဲ့နောက်မှာတော့ဆက်ဆံတမူးဆိုတာရိုးရိုးစကားပြောတာမဟုတ်ဖိနဲ့တယောက်နဲ့တယောက်ကြားမှာဆက်သွယ်မှုပုံပုံနားလေစေရဲ့ယုံကြည်မှုတည်ဆောက်ဖို့အတွက်လည်းအရေးကြီးရဲ့ဆိုတာကိုသဘောကျသဘောပေါက်လာကြမှာပါနားထောင်တတ်ဖို့ရိုးရှင်းသဘောပေါက်အောင်ပြောတတ်ဖို့ ပြီးတော့တခြားသူရဲ့ခံစားချက်နဲ့အမြင်ကိုလေစားတက်ဖို့ကလည်းဒီ scale ရဲ့အဓိကကျတဲ့အချက်တွေပဲဖြစ်ပါတယ်။လက်တွေ့ဘဝမှာလည်းဒီ scale တွေကကျမတို့ရဲ့ကျမတို့တကယ်အထောက်အကူဖြစ်စီမှာပါ။အခုလိုအဆုံးထိနှောက်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။